မင်္ဂလာပါတငယ်ချင်းတို့အားလုံးနေကောင်းကြရဲ့လားအဖောက် entertainment ကနေကြိုဆိုပါရစေကျွန်တော်နာမည်ခွန်စိုရဲမောင်ပါခင်ဗျာကျွန်တော် time travel တွေ comment ထဲမှာအများကြီးတွေ့လိုက်ပါတယ် comment ကြတဲ့ပရိသတ်တွေအားလုံးအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဒီပုတ်ကတော့ time travel ဖြစ်နိုင်ခြေအရှိဆုံးထူးထူးဆန်းဆန်းအပြည့်မရှိသေးတဲ့ time travel မူတွေ၅မျိုးတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ number 3ခရီးတယ်လေရင်ပြ းစမ်းတဲ့အမှုတစ်ခုကတော့ The Passenger Plane လို့ခေါ်ပါတယ် Daily Epic Times တင်းစာထဲမှာအရင်ဆုံးတွေ့ရှိရပြီးအခုဆိုရင်နှစ်ပေါင်း40လောက်ရှိပါပြီဖြစ်ပုံကဒီလိုပါ ခီးတဲ့လေရင်တစည်းဟာ Ronald Reagan အဖြစ်ပြဆန်းရလေစိတ်ကိုဆင်းလာနေရင်ရုတ်တရက်ပျောက်သွားပါတယ်။သူ့နေရင်ပျောက်သွားတဲ့အတွက်လူတွေအားလုံးစိုးရိမ်က ambulance တွေမိသက်ကားတွေလည်းအဆင်သင့်ရောက်လာပေမဲ့လေရင်ပြန်ကလုံးဝမတွေ့တော့ပါဘူး။လမ်းကြောင်းမှာပြီးတနည်းနည်းအားမှမတော်တဆမှောက်သွားတာလား။အဲ့ဒါလည်းမဖြစ်နိုင်ဘူးဗျ။ control ခန်းကအလုတ်သမားတွေလေရင်ပြန်ဆင်းလာတာကိုအားလုံးတွေ့လိုက်ပြီးချက်ချင်းရုတ်တရက်ပျောက်သွားတာလို့ပြောပါတယ်။နောက်10မိနစ်လောက်ကြာသောအခါမှာလေရင်ပြန်ဟာရုတ်တရက်အလွန်ထူးဆန်းစွာပြန် ်ပေါ်လာပါတယ်။အပြင်ကလူတွေဟာအားလုံးကြောင့်တိကျောင်းတောင်ဖြစ်သွားပေမယ့်လေရင်ပြန်ထဲမှာကတော့ဘာမှဖြစ်သွားသလိုပဲတဲ့။နောက်ပြီးလေရင်ပြန်ထဲမှာရှိတဲ့နာရီတွေအားလုံးဟာ30မိနစ်နောက်ကျနေတာကိုထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီ30မိနစ်အတွင်းမှာလေရင်ပြန်ကဘယ်ရောက်သွားပါလဲ။အံ့ဩစရာပါပဲနော်။ နံပါတ်1မာရှယ်ဆာရောဘတ်ဂေါ်ဒတ်ရဲ့အချိန်လွဲလျှော်ခြင်း World War 2အချိန်ဖြစ်ခဲ့တဲ့ဒီစတိုရီဟာမာရှယ်ဆာရောဘတ်ဗစ်တာဂေါ်ဒမ်ဟာ British Royal Air Force ရဲ့ယာထူမူဂျီလေယာဉ်စစ်သားတဦးဖြစ်ပါတယ်။သူဟာအနေမစ်ရှင်တစ်ခုရခဲ့ပါတယ်။ Edinburgh မှာရှိတဲ့အတုံးမပြူတော့တဲ့လေယာဉ်ကွင်းတစ်ခုကိုတွားရောက်လေ့လာခဲ့ပါတယ်။ရောက်ရှိသွားတော့အခါထင်းတယ်လို့ပါပဲဒီလေယာဉ်ကွင်းဟာအရန်ကိုအိုပြီးပျက်စီးနေတဲ့အဆောက်အုံတွေနောက်ပြီးအပင်တွေလည်းလေယာဉ်ကွင်းတစ်ခုလုံးကိုဖုံးချုံ ထားတာကိုတွေ့ရပါတယ်။နွားတွေမျက်စားနေတာကိုတောင်တွေ့လိုက်ပါသေးတယ်တဲ့ဗျ။အဲ့နဲ့သူဟာဘာမှမထူရှားဘူးဆိုပြီးလေရင်လဲပြန်သွားပါတယ်။ဒါပေမဲ့မကြာခင်မိုးတိမ်ကအရန်အုပ်လာပြီးမုန်တန်းတစ်ခုကိုတွေ့လိုက်ပါတယ်။အန်ဒီရဲ့အရန်ရှိလာတဲ့အတွက်သူလာခဲ့တဲ့နေရာကိုပဲပြန်လဲသွားဖို့အဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူအဲ့လေရင်ကွင်းထဲမှာရောက်ခင်မုန်တန်းဟာရုတ်တရက်ထူးဆန်းစွာပျောက်သွားတာ။မုန်တန်းမဖြစ်လိုက်သလိုပဲတဲ့ဗျ။သူနောက်တွေ့သွားတဲ့အရာကတော့အခုထိအပြေရှားလို့မရသေးပါဘူး။သူခဏတော့ကတွေ့ထားတဲ့ပျက်စီးနေတဲ့လေရင်ကွင်းဟာအခုအသုံးပ ြုနေကြပါတယ်။လေရင်ပြန်အဝါရောင်တွေအစီပေါင်းများစွာနဲ့ဝတ်စုံအပြာရောင်ဝတ်ထားတဲ့အလုတ်သမားတွေဟာအရန်အလုတ်ရှုံနေကြတာကိုတွေ့ခဲ့ပါတယ်။သူဟာအရန်အော်ပြီးကြောင်တီးကြောင်တောင်ဖြစ်သွားခဲ့ပေမဲ့လုံးဝအဖြေမရှိတဲ့အတွက်မိသွားဖို့ဆုံးဖြတ်ကအိမ်ပြန်သွားပါတယ်။ဘသူ့ကိုမှမပြောပြလိုက်ပါဘူး။ လေးနှစ်လောက်ကြာသောအခါမှာသူလုံးဝမထင်မှတ်ထားတဲ့အရာဖြစ်ပေါ်လာပါတယ်။အစိုးရတွေလေရင်ပြန်တွေကိုအဝါရောင်တွေဆေးဆိုးလာပြီးအလုတ်သမားတွေရဲ့ဝတ်စုံတွေကလည်းအပြားရောင်ပြောင်းလိုက်ပါတယ်။နောက်ပြီးအဲ့ဒီလေရင်ကွင်းလည်းသူတွေ့ထားသလိုအားလုံးပြောင်းလဲအသုံးပြုနေကြပါတယ်။ဒီအမှုဟာအရန်နာမည်ကြီးလို့ The Night My Number Come Up လို့ခေါ်တဲ့ရုပ်ချင်းတော်ထပ်ခဲ့ပါတယ်။နံပါတ်3အသွင်ပိုင်းချေရလောက်ခဲ့တဲ့အချိန်ခုန်ကူးခဲ့တော်လူ time travel ကိုယုံကြည်ကြတဲ့သူရှိတယ်လို့မယုံကြည်ကြတဲ့လူတွေလည်းရှိပါတယ်။ကိုယ်ယုံကြည်ချက်နဲ့ကိုပါတပိမဲ့အနာဂတ်ကတိပေါက်ကနန်းကိုအတိတ်ကိုပြန်လာထိုးတာကတော့အလုံးစိတ်ကူးရင်ဖူးတယ်လို့ကျွန်တော်ထင်ပါတယ်။ဒီတစ်ခါအဲ့ဒါပါပဲခင်ဗျာ။ဖြစ်နိုင်မဖြစ်နိုင်ကတော့ပြည်သက်တို့ဆုံးဖြတ်လိုက်ပါ2003ခုနှစ်မှာ Weekly World New Journal ပေါ်ထူးဆန်းတဲ့အမှုတမှုပါခဲ့ပါတယ်။ အန်ဒရူးကယ်လစန်လို့ခေါ်တဲ့လူတဦးကိုဥပဒေနဲ့မညီညွတ်စွာအသွင်းပိုင်းတည်င်းနဲ့ stock share ဝယ်မှုကြောင့်ရဲတွေကသူ့ကိုဖမ်းထားပါတယ်။သူဟာပိုက်ဆံ800ဒေါ်လာနဲ့နှစ်ပတ်အသွင်းတန်ပေါင်း320ဒေါ်လာကြီးများတော့နိုင်သွားခဲ့ပါတယ်။သူတတော်ကိုကန်ကောင်းတာပဲလို့ထင်ရင်တယောက်တည်းမဟုတ်ပါဘူး။ရဲတွေစုံစမ်းလိုက်တဲ့အခါသူဟာအန်ဒရဲအရှိဆုံးနဲ့အခက်ခဲဆုံး share တွေကိုအန်ဩစရာကောင်းလောက်အောင်တစ်ခေါက်မဟုတ်ပဲအခေါက်ပေါင်း326ခေါက်ကြီးများတော့လုံးဝမဖြစ်နိုင်အောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရဲတွေစစ်ဆေးမှုလှုပ်လိုက်တော့အခါသူဟာ2956ခုနှစ်အတိတ်ကလာတာပါလို့ပြောပြခဲ့ပါတယ်သူဟာသူ့ကိုလွတ်ပင်းရင်လုံးဝဒီအလုပ်တွေမလုပ်တော့ပါကြောင်းနောက်ပြီး AIDS ရဲ့ယောဂါကိုကုသနည်းရဲ့အူဆာမာဘင်လာဒန်ပုံနေတဲ့နေရာကိုလည်းပြောပြပေးမယ်လို့စိတ်ဆက်ဆွေးနွေးလိုက်ပါတယ်တဲ့ဗျရဲတွေအားလုံးဟာသူ့ရဲ့မြင်ကိုမယုံကြည်ပေမဲ့2003ခုနှစ်မှရောက်ခင်သူ့ရဲ့မှတ်တမ်းတွေကိုလုံးဝ system ပေါ်မှာမရှာဖွေဖော်ထုတ်နိုင်ခဲ့ဘူးတဲ့ဗျပရိသတ်တို့ဘယ်လိုထင်လဲ နံပါတ်၄ Rudolph Fents မတော်တဆအချိန်ကြီးဖြတ်ကူးခဲ့တယ်။ဒီတစ်ခုဟာရုပ်ရှင်တစ်ခုကနေထွက်လာအောင်မေ့ရတယ်။ ဒီတပုတ်ဟာလည်းအပြေရှားလို့မရသေးပါဘူးလူတဦးဟာ1950ခုနှစ်မှာ New York City Times Square မှာရုပ်ပြရပေါ်လာပါတယ်သူဟာကြောင်တောင်တောင်ဟိုကြီးဒီကြီးထွက်ပြေးပါတယ်ဒါပေမဲ့ကားလားမကြည့်ကာแท็กซี่တစ်စီးသူ့ကိုကြမ်းပန်းစွာတိုက်မိသွားပြီးစိတ်မကောင်းစွာပွဲချင်းပြီးပါပဲခင်ဗျာရဲတွေရောက်လာပြီးစစ်ဆေးလိုက်တော့အခါဒီလူကိုအယမ်းကိုထူးဆန်းတာတွေတတိပြုမိပါတယ်ဒီလူဟာ Shake it အင်ဂျီပေါင်းပြီးနဲ့လုံးဝခစ်ကုန်နေပြီဖြစ်တဲ့ဇပင်ပုံတွေနဲ့ပါခင်ဗျာ ူ့ပေါ်မှာချဲခေအတုံးပြူလို့မရတော့တဲ့ပိုက်ဆံနဲ့အလောက်ကန်ကတ် နောက်ပြီးတော့လိပ်စာပါတဲ့စာသံဆောင်တွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့သူ့ကိုမှတ်သားထားတာတွေလုံးဝရှာလို့မတွေ့ခဲ့ပါဘူးနောက်ဆုံးတော့နာမည်တူတဲ့မုတ်ဆုံးမအဖွားတယောက်ကိုရှာတွေ့ခဲ့ပြီးစူဇန်မေးလိုက်တဲ့အခါထူးဆန်းစွာသူ့ရဲ့ဖေဟာ1896ခုနှစ်မှာရုတ်တရက်ပျောက်ဆုံးသွားခဲ့တာဘယ်လိုရှာရှာရှာလို့မတွေ့ခဲ့ဘူးလေဗျသူ့ရဲ့လိပ်စာနဲ့ဒီမုတ်ဆုံးမအဖွားကြီးပြောပြတဲ့အရာတွေအားလုံးတူညီတဲ့အတွက်ဒီလူနှစ်ဦးဟာတယောက်တည်းပါဒါပေမဲ့သူဟာ84နှစ်လောက်တောင်ပေရောက်နေပါလေ ဒီ story ဟာလည်းလူတွေအများစုမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်။မဟုတ်ရင်တောင်ရမ်းကောင်းတဲ့ story တစ်ခုပါဗျာ။ နံပါတ်5ဟမ်ဘတ်မှာဘုံပောက်ကွဲမှု1932မှာဂျာမနီတည်င်းစာဆရာ Jade Bernard Hudson နဲ့တပ်ပုံရိုက်သမားတယောက်ဟာ Timbo Gate မှာအလုပ်လုပ်နေပါတယ်ပြန်တော်မရှိရောက်တော့အခါလေရင်ပြန်တွေမိုးကောင်းကင်ပေါ်မှာစီပေါင်းများစွာရုတ်တရက်ထူးထူးဆန်းဆန်းအမြို့လုံးကိုလေပတ်နေပါတယ်ဒီလေရင်ပြန်တွေဟာရိုးရိုးလေရင်တွေမဟုတ်ပဲစစ်လေရင်တွေဖြစ်ပြီးအားလုံးကဘုံကျဲနေကြပါတယ်သူတို့နှစ်ယောက်အရန်ကိုကြောက်လန့်သွားပြီးရသမျှတပ်ပုံလေးတွေကိုရိုက်ကအမြန်ဆုံးထွက် ပြေးလိုက်ရပါတယ်။သူတို့ရုံးပြန်ရောက်တော့အခါသူတို့ကြောက်စရာကောင်းတဲ့ရင်ဆိုင်မှုကိုပြောပြပေမဲ့ဘယ်သူမှမသူတို့ကိုမယုံကြည်ကြပါဘူး။သူတို့ရိုက်ထားတဲ့တပ်ပုံတွေကိုကူးတော်လဲအဲ့မျိုးမှာရိုက်ထားတဲ့တပ်ပုံတွေအားလုံးထူးဆန်းစွာပျက်စီးနေပါတယ်။သူတို့ရဲ့ဆရာဟာသူတို့အလုံမလုံပဲအရက်တွေမူးနေတယ်ဆိုပြီးအော်ဆဲလိုက်ပါတည်ရဲ့ခင်ဗျာ။ Hudson ဟာ1943ခုနှစ်မှာအင်္ဂလန်နိုင်ငံမြို့ပြောင်းသွားပါတယ်။တနေ့သူလမ်းလျှောက်နေရင်အဲ့နေ့ရဲ့ဂျာနီကိုလမ်းမြင်သွားပါတယ်။သူဟာပါဇက်မပိနိုင်လောက်အောင်ကိုအံ့ဩကြက်သိမ်းထားသွားပါတယ်။အဲ့ဒီဂျာနီရဲ့ခေါင်းစဉ်တင်းဟာသူတို့အဲ့နေ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ရက်နဲ့လုံးဝဆင်တူပါပဲတဲ့ဗျ။ပြစ်တတ်တို့ဘယ်လိုထင်လဲခင်ဗျာ။ time travel ဟာကျွန်တော်အနေနဲ့အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့ topic တစ်ခုပါကျွန်တော်ကတော့ time dilation နဲ့အနာဂတ်သွားတာလုံးဝဖြစ်နိုင်တယ်လို့အယုံကြည်ရှိတယ်ဒါပေမဲ့အတိတ်ကိုသွားဖို့ဆိုတာကတော့ကျွန်တော်နားလည်လို့မရနိုင်သေးဘူးတရေလိုမျိုးကြုံရမှနားလည်မယ့်အရာဖြစ်မယ်ပရိသတ်တို့ရဲ့အထင်မြင်ချက်လေးတွေ comment လိုက်ကြလေဗျာကျွန်တော်ဖတ်မှာပါဟုတ်ကဲ့ကြာရင်အဲ့ဒီ like ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါခင်ဗျာအရန်ကြာရင်တငယ်ချင်းလေးတွေနဲ့ share ပေးလိုက်ရင် ပိုကောင်းတာပေါ့ဟုတ်ကဲ့ကြီးစုအားပေးကြတဲ့အတွက်ကျေးဇူးကိုပါပါပရိသတ်တို့